မောင်ရမ်းချစ်တယ်ဆိုလို့ရှိရင်လောရှာရှာပြီးတော့မှအပြိုးကြီးရို့လို့မဆကြပါနဲ့လို့ပြောချင်ပါတယ်ခေါင်းစဉ်လေးရှာရှာပြီးတော့မှတက်ပေးကြပါနဲ့လို့ဟမ် ပြိုကြီးအပြိုလေးအပြိုလက် အပြိုကြီးပေါ့နော်ဆိုတော့အပြိုလက်ထဲမှာပါတာပေါ့နော်အကြီးတော်ဖြစ်သေးဘူးပေါ့ဆိုတော့ဟာတလေးပြောတာပါဆိုတော့ဟိုဘာပေါ့စနေမျိုးတစ်ခေါက်ကလည်းအင်တာဗျူးရတဲ့ဟာလေးပေါ့နော်အားလုံးလည်းကြီးစုများကြီးတင်ပါတယ်မီဒီယာအားလုံးကလည်းဘာကြောက်လဲဆိုတဲ့ခါကျတော့အကုန်လုံးကခိုင်ကျွင်းမြင်ကျွန်းခိုင်းမိလေနော်ဟုတ်တယ်မလားဆိုတဲ့ခါကျတော့ကိုပြောတော့တာလေးကတခုကိုအဲ့လိုမျိုးရေးတော့တာတခုဆိုတဲ့ခါကျတော့တခါကျတေချာလေးပြန်နားလေးမှာတေချာစင်းစားဒါဘယ်လိုမျိုးပြောရင်ကောင်းမလဲဘယ်လိုအင်တာဗျူးရတဲ့ခါကျချင်းဘယ်လိုမျိုးခေါင်းစဉ်တက်ရင်ကောင်းမလို့ဆိုတော့တေချာစင်းစားဖျက်သခင်ရဲ့ ဉ်ပညာလကားပိထမှုအားလုံးကိုမေဆုံခအားလုံးမင်္ဂလာပါအခုလာမယ့်ဒီဇင်ဘာလနေ့နေ့ကနေ9ရက်နေ့ထိရှိရတဲ့ cherry မြေတောင်ကြီးမြို့မှာကြီးကျယ်ခမ်းနားစွာကျင်းပမယ့် SP ဂျင်းရဲ့ကြောင်မြတ်လုံးရတနာထိုက်ထိုက်တန်တန်ရောင်းချပွဲရှိနေမှာဖြစ်ပါတယ်ရောင်းပြပွဲတွေကတော့တောင်ကြီးမြို့ Jasmine Hotel မှာဒီဇင်ဘာလ3ရက်နေ့ကနေ9ရက်နေ့ထိမနက်9:00နာရီကနေညနေ9:00နာရီထိပြုလုပ်တော့မှာဖြစ်ပါတယ်အမှုပညာရှင်များစွာနဲ့ဖြောဖြေးစီစဉ်ကတော့ City Square Area မှာဒီဇင်ဘာလနေ့ရက်နေ့ကနေတုံးရက်နေ့ထိပြုလုပ်တော့မှာဖြစ်ပါတယ်။တောင်ချီမြို့ရဲ့ချစ်ပရိတ်တက်များအားလုံးပဲဆက်ဆက်လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ။မိုက်ဆွန်ခါ Good night, Lily and Lizzie. Good night. အပိခေရရဲဆိုတော့တက်ကိုညီမလေးကအပိစာမလို့ပါဘူးဖျက်သခင်ကသူ့ပြည်နာမှာရှိတယ်သူ့စီမျိုးတိုင်ဝမ်ဘောင်တင်နေတာရှိတဲ့ခါကျတော့အမတို့ကတော့နောက်တန်းကတော့ ိုဘယ်လိုခေါ်မလဲဆူတောင်းပေးခြင်းလည်းပဲရှိပါတယ်။ကောင်းတာပေါ့တမင်ရဲ့ဘာပြောမောက်ထက်အများကြီးဆိုသူဆိုငယ်သေးတယ်ဆိုလို့ရှိရင်ခုဆိုငယ်ငယ်လေးပဲရှိသေးတယ်ပေါ့နော်ဆိုတော့သူ့ရဲ့ဘဝအတ္တတာမှာရိုက်ခတ်မှုပေါင်းများစွာလည်းရှိတယ်ချိုးကွေးပေါင်းများစွာလည်းရှိတယ်ဘယ်လိုခေါ်မလဲသူ single mother လည်းဖြစ်တဲ့ခါကျတော့သူ့မှာ block တိတော့မှသူရိုက်ခတ်မှုပေါင်းများစွာရှိမှာဆိုတော့သူကိုယ်တိုင်ပဲသိမယ်သူနဲ့ဖျားခင်နဲ့လူပဲကျမတို့ဒီစမျိုးတိုင်ဝမ်တွေပဲသိကြမယ်ပေါ့နော်ဒါပေမဲ့အဲရေရနေမှဂျိုးစားပြီးတော့မှဒီလောက်ထိဖြစ်လာတယ်ဆိုကြတဲ့ကဒီမျိုးသမီးဟာတော့ရုံတရုံတော့မဟုတ်ဘူးဒါတကယ်ကိုအကြောက်အပိ းကြပါလို့လည်းပြောချင်ပါတယ်ကျေးဇူးများတင်ပါတယ်အော်စနေလာလာပါမယ်လို့အခါကျလို့ရှိရင်အကုန်လုံးမီဒီယာတွေအကုန်လုံးဖိတ်ပါမယ်လို့ကျမကိုရမ်းချစ်တယ်ဆိုလို့ရှိရင်လို့ရှာရှာပြီးတော့မှအပြိုးကြီးရောလို့မဆကြပါနဲ့လို့ပြောချင်ပါတယ်ခေါင်းစဉ်လေးရှာရှာပြီးတော့မှတက်ပေးကြပါနဲ့လို့ဟမ် အပြိုကြီးအပြိုလေးအပြိုလက် အပြိုကြီးပေါ့နော်ဆိုတော့အပြိုလက်ထဲမှာပါတာပေါ့နော်အကြီးတော်ဖြစ်သေးဘူးပေါ့ဆိုတော့ဟာတလေးပြောတာပါဆိုတော့ဘာဘွာပေါ့စနေမျိုးတစ်ခေါက်ကလည်းအင်တာဗျူးရတဲ့ဟာလေးပေါ့နော်အားလုံးလည်းကြီးစုများကြီးတင်ပါတယ်မီဒီယာအားလုံးကလည်းဘာကြောက်လဲဆိုရဲခါကြတော့အကုန်လုံးကခိုင်ကျွင်းမြင်ကျွန်းခိုင်းမိလေနော်ဟုတ်တယ်မလားဆိုရဲခါကြတော့ကိုပြောတော့ရလေးကတခုကိုအဲ့လိုမျိုးရေးတော့ရတခုဆိုရဲခါကြတခါကြတေးချလေးပြန်လာနေမှာတေးချစဉ်းစားဒါဘယ်လိုမျိုးပြောရင်ကောင်းမလဲဘယ်လိုအင်တာဗျူးရတဲ့ခါကြောက်ရှင်ဘယ်လိုမျိုးခေါင်းစဉ်တက်ရင်ကောင်းမလဲဆိုတော့တေးချစဉ်းစားဖြတ်ခင် ဲ့ညာပညာလကားပြထားမှုအားလုံးကိုကဲပါဟုတ်ကဲ့အခုကွာပေါ့နော်ဒီဆိုင်လေးလည်းလာအပေးကြပါလို့လည်းပြောချင်ပါတယ်ကြီးစုလည်းအများကြီးတင်ပါတယ်ဆက်စီအခုဒီနောက်ပိုင်းအခုနောက် ဟိုတချင်းခွေထွက်ဖို့ရှိတယ်တချင်းလေးထွက်ဖို့ရှိတယ် MV ရှိတယ်ပြီးလို့ရှိရင်လာပါလိမ့်မယ်အခါကျလို့ရှိရင်လည်း media အားလုံးကိုဖိတ်ပါမယ်ဆိုရင် show ပွဲလုပ်ဖို့လည်းရှိပါတယ်အခါကျလို့ရှိရင်အားလုံးလည်းဖိတ်ပါမယ်အခါကျလို့ရှိရင်လာပြီးတော့မှလည်းတွေ့ဆုံချင်မှတည်တယ်ဟုတ်ပါလာပါမယ်ရှင်မကြခင်လာမီမျောပေါ့နော်အရင်တော့ကတော့မျောခိုင်းတယ်လို့မျောတော့မျောတခေါ်ရတော့မျောခိုင်းတော့ပါဘူးလို့ဟုတ်ကျေးဇူးများတယ်ဟုတ်လာပါမယ်ရှင်ကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့ပါ thank you